68နှစ်မြောက်ရွက်လည်ရေးနေ့အခမ်းအနားကိုဒီနေ့ရန်ကုန်မြို့ NLD ရုံးချုပ်မှာကျင်းပခဲ့ပြီးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ရကသူရဦးတင်ဦးတို့တက်ရောက်မေးခွန်းပြောခဲ့ပါတယ်ဒီပွဲမှာဒေါ်အောင်ဆန်းစုကြည်က NLD ဥဆောင်မဲ့အစိုးရအသစ်လက်ထက်မှာဥစားပေးဆောင်ရွက်မဲ့လုပ်ငန်းတွေကိုထည့်သွင်းပြောဆိုခဲ့ပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းဟာအပြည့်ပြတ်သေးပဲ ဆက်လက်တည်ဆောက်ဖို့ကြိုးပမ်းရအောင်မယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ခုအချိန်မှာကျွားရနိုင်ငံကတကယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ပြောလို့မရတော့။နောင်ဖြစ်ပေါ်လာမဲ့စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးစောင့်တင်ထိုင်ဖို့အတွက်ကျွန်တော်အားလုံးကြိုးစားပါမယ်။ကြိုးစားတဲ့ညမှာပြည်သူတွေအလုံးပါရမယ်တမတော်ပါရမယ်ဒိုင်းသားအသီးသီးပါရမယ်ကျမတို့အပေါ်မှာစေနာထားတဲ့တတိုင်းတတိုင်းပြည်လို့မကတကဘာလုံးကနေပြီးတော့ပါဝင်ပြီးတော့အခုကြီးကိုလိုပါတယ် ကူညီခြင်းတဲ့လူတွေကအများကြီးစေတနာထားတဲ့လူတွေကအများကြီးဒါပေမဲ့တကယ်ယုံကံကားမှာတော့ကျမတို့ပဲဖြစ်ပါတယ်ကျမတို့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားများယုံကံမှာတာဝန်ယူမှသာကျမတို့အောင်မြင်နိုင်မှာပါ ဒါအပြင်အစိုးရအသစ်လက်ထက်မှာငင်းငယ်ရေးညီလာခံကြီးကျင်းပပြီးအပြစ်ခတ်ရစဲလက်မှတ်မရေးထိုးရသေးတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင်နိုင်ငံရေးအင်အားစုတွေအလုံးပါဝင်လာနိုင်ရေးအတွက်စ조사သွားမယ်လို့ပြောပါတယ်။အခုလက်နောက်တက်လာမဲ့အစိုးရရဲ့ပထမဦးဆုံးတာဝန်တစ်ခုကတော့ငင်းချမ်းရေးတည်ဆောက်ဖို့ပဲဖြစ်တယ်။တကယ်ထိရောက်တဲ့ငင်းချမ်းရေးညီလာခံတစ်ခုကြီးကျင်းပပြီးတော့ကျမတို့အခုလက်မှတ်ထိုးထားတဲ့ အပြစ်ခတ်ဆဲအပြစ်ခတ်ခတ်ရဆဲရေးစာချုပ်ကိုပို့ပို့ပြီးတော့အားလုံးပါဝင်လာနိုင်အောင်လို့ကျမတို့လုပ်ရမယ်။ပြီးခဲ့တဲ့လကမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေကိုမိုက်ကောက်ခိုင်းခဲ့တာနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကအခုလိုရှင်းပြပါဗါး။လလရေအချိန်ကားနေစပြီးတော့လူတိုင်းလူတိုင်းဟာကိုစီးကိုကိုထင်းပြီးတော့ကိုတတ်နိုင်တဲ့အသမျှဒီနိုင်ငံမှာစီကန်းရှိရှိနဲ့အားလုံးအတွက်အဆင်ပြေအောင်လို့နေစေချင်ပါတယ်။လမ်းမပိတ်ဆိုတဲ့ကိစ္စအစား အသေးလေးတွေနဲ့ဆမှကျမတို့အကြီးကြီးတွေကိုကင်တွယ်နိုင်မှာပါကျမတို့မကြမီခါလာတုန်းကအမိုက်တန်ရှင်ရေးလုပ်ငန်းကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ခဲ့ရွေးချယ်ကကိုယ်စားလှယ်တွေဥဆောင်ပြီးတော့ကျမတို့လှုပ်ခိုင်းခဲ့ရပါတယ်ဒီလိုလှုပ်ခိုင်းခဲ့တဲ့အကြောင်းရင်းဟာကိုယ်စားလှယ်တွေဆိုတာပြည်သူလူထုကိုပြည်သူလူထုအတွက်ပြည်သူလူထုကိုအကျိုးပြုဖို့ဆိုတာကောင်းကောင်းသဘောပေါက်သွားအောင်လို့ပါအထက်ကနေနေဖို့မဟုတ်ဘူးအောက်ခြေကနေစပြီးတော့ပြည်သူရဲ့အကျိုးကိုထမ်းဆောင်ရမယ်ဆိုတာကိုသဘောပေါက်စေချင်လို့ ကျွန်တော်တို့ဒီလိုလှုပ်ခိုင်းတာဖြစ်ပါတယ်။လာသူအကြောင်းလဲကိုစိုးရင်ကြောက်လန့်နေကြတယ်။နိုင်ငံသူနိုင်ငံသားတွေကိုမကြောက်လန့်ကြဘူးနဲ့။အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့်အပြောင်းလဲမျိုးဖြစ်ဖို့အစွမ်းကုန်စူးစမ်းသွားမယ်လို့ဂရီဘေးပြောကြားခဲ့ပါတယ်။အပြောင်းလဲဆိုတာဟာတချို့ကကြောက်ကြပါတယ်။ဒါလည်းစိုးရင်ကြတယ်ဆိုတာလည်းဒါမထူးဆန်းပါဘူး။တခါမှမရင်ဆိုင်မှုတဲ့အခြေအနေတခုကိုရင်ဆိုင်ရမယ်ဆိုတော့ဖြစ်ပါမလားအောင်မြင်မှုမှရှိပါမလားကိုယ့်အမြထိခိုက်မလား ်ဘယ်လိုများဖြစ်မလဲဆိုပြီးတော့တွေးကြတာဟာဒါသဘာဝကြပါလေဒါပေမဲ့အပြောင်းလဲဆိုတာတကယ်တော့တစ်ချိန်လုံးဖြစ်နေတာပဲတစ်ချိန်လုံးဆိုတာတနေ့နဲ့တနေ့တောင်မဟုတ်ဘူးတကယ်တော့တစ်ဆက်ကနဲ့တစ်ဆက်ကအပြောင်းလဲတွေဖြစ်နေတာပဲကျမတို့သတိမပြုနိုင်လို့ဒီသေးသေးချာချာမျက်ဝါးထင်ထင်မမြင်နိုင်လို့ဒါပြောင်းလဲနေတာပဲပြီးတော့အပြောင်းလဲဆိုတာစိုးရင်စရာမဟုတ်ပါဘူးကြောက်စရာမဟုတ်ပါဘူးကျမတို့စင်ကျင်တုံတရားအပြည့်အဝနဲ့ရင်ဆိုင်စရာပဲဖြစ်ပါတယ် အခုအပြောင်းလဲကြောင်းမလို့စိုးရိမ်တဲ့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားအားလုံးကိုကျမအနေနဲ့စကားပြပပြစေမစိုးရိမ်ပါနဲ့ကျမတို့ဟာဒီအပြောင်းလဲဟာအားလုံးအတွက်အကျိုးဖြစ်စေမဲ့အပြောင်းလဲဖြစ်အောင်လို့ကျမတို့အစကုံကြိုးစားမှာပါဝင်ကြီးနေရာပေးဖို့စာရေးသားတောင်းဆိုတဲ့ NLD ပါတီဝင်တွေကိုသဘောမကျကြအောင်ဒေါအောင်ဆန်းစုကြည်ကသတိပေးပြောကြပါတယ်ကျမလေးမပြောပဲမနေနိုင်လို့အခုပြောဖို့ပြောရမယ်ဝင်ကြီးလှုပ်ချင်တဲ့လူတွေတော်တော်မှကျွန်မမကြိုက်ဘူး ဝင်ကြီးလောက်တယ်ဆိုတာမတက်ကားလို့တာဝန်ပေးလို့လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါဝင်ကြီးဖြစ်ချင်လို့စာရေးပြီးတော့တောင်းတဲ့လူတွေကိုစီကစီစီမံစီမံစီကအရာအေးယူမယ်ဆိုတာခပ်ပြက်ပြက်သားသားအခုဒီကနေပဲပြောပြရစီကျမတို့ဟာဝင်ကြီးဆိုတဲ့နေရာကိုအလုတ်လုံနိုင်တဲ့လူကိုကျမတို့ပေးမှာပါနိုင်ငံအကျိုးပြုနိုင်တဲ့လူတွေကျမတို့ပေးမှာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မှုလို့ဆိုပြီးတော့ပေးမှာမဟုတ်ပါဘူးဆိုတော့အခုတည်းကနားလဲပါလို့ကျွန်တော်ပြောချင်ပါတယ် အဲ့ဒီလိုစိတ်ဓာတ်တင်နေဆိုရင်ကျမတို့နိုင်ငံကိုဥမော့အောင်လုပ်လို့ရမှာမဟုတ်ပါဘူးကိုကဘာပေးနိုင်လဲကျမတို့ပြင်ရပြန်ရမှာငါနေရာမယူဘဲနဲ့နာမည်မထွက်ဖဲနဲ့ငါနိုင်ငံအတွက်ဘလောက်လုပ်ပေးနိုင်လဲဆိုတဲ့နေရာမှာပဲပြန်ရမှာပါနာမည်ထွက်ထားနေငါတော့အောက်တော့အနောက်ရောက်နေပြီဆိုတာသဘောပေါက်ပါကိုနာမည်ထွက်အောင်ကိုလုံနေတဲ့လူတွေဟာနိုင်ငံအကျိုးအတွက်ဘာမှလုံနိုင်မှာမဟုတ်ပါဘူးဆိုတော့သဘောပေါက်ပါလို့ကျွန်မဒီကနေပြောစကားပါကြပါ လာရူဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံကိုတိုးတက်စေလိုပြီးအကူအညီပေးခဲ့ကြတယ်။နိုင်ငံတကာတိုင်းပြည်တွေကိုလည်းကျေးဇူးတင်ကြောင်းနဲ့အပြောင်းအလဲအတွက်ဆက်လက်ကူညီကြဖို့ပြောပါတယ်။ဒီပွဲမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကသူရဦးတင်ဦးကအဖွဲ့မင်းကွန်းပြောကြားခဲ့ပြီး ဘရိုကော်မတီဝင်ဦးညီပူက68နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပချက်ကိုဖတ်ကြားခဲ့ပါတယ်။အနာဒီနိုင်ကသူရဦးတေဦးကရွေးကောက်ပွဲမှာအနိုင်ရရှိရေးအတွက်ဝိုင်းဝန်းကူညီခဲ့ကြတဲ့88မျိုးဆက်ငင်းချင်းဤနဲ့ပွင့်လင်းလူအဖွဲ့အစည်းအမှုပညာတဲ့တွေသတင်းမီဒီယာသမားတွေနဲ့အလုသမားလေသမားလူဒန်းသားပေါင်းစုံကိုကျေးဇူးအထူးတင်ကြောင်းထည့်သွင်းပြောခဲ့ပါတယ်။ဒီပွဲကိုပြည်တွင်းကနိုင်ငံရေးပါတီတွေတိုင်းရင်းသားအဖွဲ့တွေ88မျိုးဆက်ငင်းချင်းဤနဲ့ပွင့်လင်းလူအဖွဲ့အစည်းနဲ့နိုင်ငံတကာကတန်တမာတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။